ဒီအချက်တွေကြောင့်ပိုးစုံကျူးလေးတွေကိုကျွန်တော်တို့မျိုးဆက်ကနောက်ဆုံးအနေနဲ့မြင်တွေ့ရတော့မဲ့အန်ဒရယ်ရှိနေပါပြီ။ပရိသတ်များအားလုံးပဲမင်္ဂလာပါ။ဘာမှ H3 လုံး channel ကနေကြိုဆိုပါရစေ။ငယ်စဉ်ကာလရဲ့အမတ်တရားတွေထဲမှာညဘက်မီးပြတ်တဲ့အခါမျိုးတွေမှာရေဝင်နေတဲ့မြောင်းငယ်လေးတွေခြုံပေါက်တွေအနီးတစ်ဝိုက်မှာတလက်လက်တောက်ပပြန်တန်းနေတဲ့ပိုးစုံကျူးလေးတွေရဲ့အလင်းရောင်ကကျွန်တော်တို့ရဲ့နှလုံးသားထဲမှာရိုက်ထည်ထားတဲ့ပုံရိပ်တစ်ခုပါ။ဒီလိုမိတ်တုံမိတ်တုံအလင်းရောင်လေးတွေကိုကြည့်ရင် ဘာလို့ဒီပိုးလေးတွေမီးလင်းနေတာလဲဆိုတော့ကလေးတဘာဝအတီချင်းစိတ်ကလူတိုင်းမှာရှိခဲ့ပူမှာပါဒီအလင်းရောင်ကရိုးရှင်းတဲ့သဘာဝဖြစ်စဉ်တစ်ခုတည်းပိုပြီးအထိပ်ပဲရှိပါရင်ဘိုးဆောင်ကျူလေးတွေရဲ့တလက်လက်တောက်ပါတဲ့အလင်းရောင်ကသဘာဝရဲ့အံပွဲတစ်ခုပါညအောင်မောင်နေမှာသူရဲ့ဝမ်းပိုင်နာကမိတ်တုံမိတ်တုံအလင်းရောင်လေးတွေကချီးလို့ကောင်းရုံသာမကသူရဲ့ရှင်သန်မှုအတွက်အရေးကြီးတဲ့အခန်းကဏ္ဍလေးထန်ဆောင်ပါရင်ဒီလေးအောင်တွေကရိုးရှင်းစွာဖြစ်ပေါ်လာတာမဟုတ်ပဲတဘာဝရဲ့ရှုပ်ထွေးပြီးလှပတဲ့ဒိဗံဖြစ်စဉ်တစ်ခုရဲ့ရလက်ဖြစ်ပါရင် ဘိုးဆောင်ကျူတွေကသူတို့ကိုစားဖို့ကြိုးစားမဲ့ဒါရဲ့တရိတ်ဆန်တွေဥပမာဖားရီငှက်တွေကိုတတိပေးဖို့ဒီအလင်းရောင်ကိုအသုံးပြုပါရင်ဒီအလင်းကငါ့ကိုမစားနဲ့ငါ့မှာအစိမ့်ရှိတယ်ဆိုတော့တတိပေးချက်တခုလိုပါပဲဒါအပြင်သူတို့ချင်းချင်းဆက်သွယ်ရမှာလေဒီအလင်းရောင်ကိုအသုံးပြုကြပါရင်ဒါပေမဲ့အဓိကအားဖြင့်တော့ဒီအလင်းရောင်ကမိလိုက်ချင်းထွက်အရေးကြီးတဲ့အခန်းကဏ္ဍပါပေါ်ဆောင်ညူတီတွေကသူတို့ရဲ့အလင်းချက်ပြပုံဘတ်တန်တွေကိုအသုံးပြုပြီးအမတွေကိုဆွဲဆောင်ကြပါရင် ဒီအချက်ပြပုံတွေကမျိုးစိတ်လိုက်ကွဲပြားပြီးအမတွေကဒီအချက်ပြပုံတွေကိုကြည်ပြီးမိလိုက်ဖို့တင်းတဲ့အထီးကိုရွေးချယ်ကြပါရင်ဘိုးဆောင်ချိုရဲ့အလင်းရောင်ကတဘာဝရဲ့သိပ်ပံအံပွဲတစ်ခုဖြစ်တဲ့ဇီဝအလင်းထုတ်လွှင့်မှုလို့ခေါ်တဲ့ဖြစ်စဉ်ကနေဖြစ်ပေါ်လာတာပါဒီဖြစ်စဉ်ကဘိုးဆောင်ချိုရဲ့ခန္ဓာကိုယ်ထဲမှာဓာတုပစ္စည်းတစ်မျိုးဖြစ်တဲ့လူစီဖာရင်းနဲ့လူစီဖာရေးစ်လို့ခေါ်တဲ့အင်ဇိုင်းတစ်မျိုးရဲ့ဓာတ်ပြူမှုကနေဖြစ်ပေါ်လာတာဖြစ်ပါရင်ဒီလိုဖြစ်ပုံကိုရိုးရှင်းစွာရှင်းပြရရင်တော့ ဘိုးဆောင်ကျူးရဲ့ဝမ်းပိုက်နားမှာရှိတဲ့အထူးဆဲတွေထဲမှာလူစီဖာရင်းကအောက်ဆီဂျင်နဲ့ဆဲရီရဲ့စွမ်းအင်ဖြစ်တဲ့ ATP Adenosine Triphosphate တို့နဲ့ပေါင်းဆက်ဓာတ်ပြပါရင်ဒီဓာတ်ပြမှုကအလင်းအေးခိုးလိုက်လို့ခေါ်တဲ့အလင်းရောင်ကိုထုတ်လွှင့် ပေးပါရင်ဒီအလင်းရောင်ရဲ့ထူခြားချက်ကတော့ဒါမှမီးကြောင်းတွေလိုအပူစွမ်းအင်လုံးဝမထွက်ပဲစွမ်းအင်ရဲ့တရားရဂန်နိုးနီးပါးကိုအလင်းစွမ်းအင်အဖြစ်သာထုတ်လွှင့်နိုင်တာပါဒါကြောင့်ဒီအလင်းကိုထိလိုက်ရင်လည်းအေးဆက်နေပြီးလောင်ကျွမ်းမှုဝင်ရှိပါဘူး ဒီတပ်ပြမှုကဘိုးဆုံးကျူရီရဲ့ဝမ်ပိုင်နာမှာရှိတဲ့အလင်းထုတ်လွှတ်တဲ့အင်္ဂါတွေထဲမှာဖြစ်ပေါ်ပြီးဒီအလင်းရောင်ကမျိုးစိအလိုက်အယောင်နဲ့အချက်ပြပုံပတ်တန်တွေမတူညီကြပါဘူးဥပမာတချို့မျိုးစိတွေမှာအဝါရောင်အစိမ်းရောင်ဒါမှမဟုတ်အပြာရောင်အလင်းထွေထွက်ပေါ်နိုင်ပါရင်ဒီအချက်ပြပုံတွေကဘိုးဆုံးကျူရီရဲ့ဘာသာစကားလို့ဆိုနိုင်ပြီးအထီးနဲ့အမတွေအကြားဆက်သွယ်ရမှာအဓိကအခန်းကဏ္ဍကနေပါဝင်နေပါရင်ဝမ်းနေစရာကောင်းတာကဘိုးဆုံးကျူးလေးတွေကကျွန်တော်ရဲ့မျိုးစံမှာနောက်ဆုံးမြင်တွေ့ရမယ့်တရားဝါလေးတွေဖြစ်လာနိုင်ခြေရှိပါတယ် အကြောင်းရင်းတွေကတော့မြို့ကြီးပြားကြီးတွေမှာလူလောက်အလင်းရောင်တွေပုံမတောက်ပလာတာနဲ့အမျှတဘာဝအမောင်တို့ကတပြေးပြေးဆုံရှုံလာပါရင်ဘောဆောင်ကျိုးတွေရဲ့အလင်းရောင်ကညာအမောင်ထဲမှာထင်ရှားပြီးမိလိုက်ဖို့အချက်ပြဖို့အသုံးပြုတာဖြစ်လို့လူလောက်မေးရောင်တွေကြောင့်သူတို့ရဲ့အချက်ပြမှုတွေထိခိုက်ပျက်စီးလာပါရင်ဥပမာမြို့ပြားမေးရောင်တွေကြောင့်အထင်းနဲ့အမောင်တွေတယောက်ကိုတယောက်ရှာဖွေဖို့ခက်ခဲလာပြီးမြို့ပွားနှုန်းတွေကျဆင်းလာပါရင်ဘောဆောင်ကျိုးတွေကသူတို့ရဲ့ကြက်စားရနေရာတွေဖြစ်တဲ့မြောင်းချောင်းတွေဆွတ်ဆွတ်တဲ့မြေစီလွားတွေပေါ်မှာမိခုံနေရပါရင် ဒါပေမဲ့စိုက်ပျိုးရေးမှာပိုးသက်ဆေးတွေအလွန်ကျွံသုံးတာရေတုံညဉ့်မှုနဲ့မြေစီလွားပျက်စီးမှုတွေကြောင့်သူတို့ရဲ့နေရက်တွေဆုံးရှုံးလာရပါတယ်။ဘောဆောင်ကျိုးတွေရဲ့တားလောင်းတွေကဆွဆွတဲ့ပတ်ဝန်းကျင်မှာအ धिक ရှင်သန်ကြတာမလို့ဒီနေရာတွေပျက်စီးလာတာကသူတို့ရဲ့မျိုးဆက်တွေကိုထိခိုက်စေပါတယ်။ရာသီဥတုပြောင်းလဲမှုကလည်းဘောဆောင်ကျိုးတွေရဲ့ရှင်သန်မှုကိုချိန်ချောင်းနေပါတယ်။အပူချိန်ပြောင်းလဲမှုမိုးကောင်မှုနဲ့ရေကြီးရေရှမ်းမှုတွေကသူတို့ရဲ့နေရက်နဲ့မျိုးပွားမှုကိုထိခိုက်စေပါတယ်။ ဥပမာစိုးစိုးတဲ့ပတ်ဝန်းကျင်ကိုမီခရိုနေရတဲ့ပိုဆုံယူသားလောင်းလေးတွေကမိုးကောင်းရင်ရှင်သန်မှုခက်ခဲလာပါတယ်။ဒိဗံပညာရှင်တွေရဲ့လေလာမှုတွေအရပိုဆုံယူမျိုးစိတ်တွေကကဘာတွမ်းမှာတဖြည်းဖြည်းယောနယ်လာနေတယ်လို့သိရပါတယ်။အထူးသဖြင့်အာရှဥရောပနဲ့မြောက်အမေရိကဒေသတွေမှာဒီယောနယ်မှုကပုံမသိတာထင်ရှားပါတယ်။ဒါကြောင့်ဒီသိငရတဲ့အလင်းရောင်လေးတွေကကျွန်တော်တို့ရဲ့မှန်ညာထဲမှာပဲကြံရှိတော့မယ့်အန်ဒရယ်ရှိနေကြောင်းပါ။အဆုံးနေကြည့်ပဲလို့အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရယ်ခင်ဗျာ။